အင်္ဂလိပ်စာကိုသင်တန်းကြီးတစ်ပြားမှမကုန်ပဲနဲ့ YouTube ကနေအခုချက်ချင်းလေ့လာလို့ရတဲ့နည်းလမ်းတစ်ခုကိုဆရာပြောပြပေးမယ်။ပြုံးဆုံးဆရာက YouTube ထဲဝင်ရမှာဖြစ်ပါတယ်။ဝင်ပြီးတဲ့အခါကျရင်ဆရာက search bar နှိပ်မယ်။ search bar မှာဘာရဲရမလဲဆိုတော့ Nemo English Channel လို့ရမှာဖြစ်ပါတယ်။အဲ့တော့ H N I N N M O E M O အပေါ်မှာ Nemo English Channel လို့ပေါ်လာပြီဖြစ်တယ်ပေါ့နော်။တကယ်လို့ပေါ်မလာခဲ့ရင်လည်း A N G L I S H English G O U N E Y Channel ဆိုပြီးတော့ဆက်ပြီးရလိုက်မှာဖြစ်တယ်။ဒါအားဆိုရင် မဆရာရဲ့ YouTube channel တွေရောက်သွားပြီပေါ့နော် YouTube channel တွေရောက်သွားရင်အဲ့ channel တွေကိုဝင်ဖို့အတွက်ဒါလေးကိုတစ်ခါထောက်လိုက်မယ်ထောက်လိုက်လို့ရှိရင်တော့ဒီမှာဆရာရဲ့ channel တွေပေါ်လာပြီဗီဒီယိုတွေကနေ့စဉ်တင်တဲ့ဗီဒီယိုတွေကမှအစင်လိုက်အဲ့လိုမျိုးလေးပေါ်လာတာတွေ့ရလိမ့်မယ်ပေါ့နော်အစင်လေးပေါ်လာလိမ့်မယ်အမေဆရာရဲ့လန်နာတွေကဒီနေ့မှစတွေ့ရလန်နာဖြစ်တဲ့အင်္ဂလိပ်စာကိုအခြေခံအနေနဲ့သင်တန်းတက်တယ်လို့မျိုးတနေ့ချင်းစီလေ့လာခြင်းလဲဆိုရင်တော့ဆရာဒီဘက်မှာ playlist ဆိုတာရှိတယ်။ playlist တွေကိုဆရာလန်နာရသွားမှာဖြစ်တယ် လေးလေးချက်မှာဆိုရင်ဘာတွေရှိတယ်ဆိုရင်ဟိုဒီမှာဓမ္မစီးပြီးရှိတယ်။ writing ကောင်းဖို့ရက်150 speaking ကောင်းဖို့ရက်60 phonics ကိုနားလည်ဖို့9ရက်နဲ့အင်္ဂလိပ်စာအောက်တက်ခြင်းကိုရက်30ဆိုတဲ့စီးပြီးတွေရှိတယ်။အဲ့တော့ဘယ်စီးပြီးကိုမဆိုလေ့လာမယ်ဆိုရင်အခြေခံအကြောင်းကြီးဟိုဒီအောက်ဆုံးကဖြစ်တဲ့အင်္ဂလိပ်စာအောက်တက်ခြင်းကိုရက်30ဆိုတဲ့စီးပြီးလေးဖြစ်တယ်။အဲ့လိုနှိပ်လိုက်မယ်နှိပ်ပြီးလို့ရှိရင်ဟိုမှာရက်30စာဆရာတင်ထားပေးရဖြစ်တယ်ပေါ့နော်ဒီဝါကနေဒေးတက်ဒီတီဆရာတင်ထားပေးတယ်အဲ့ရက်30ယူတာခါကျရင်အင်္ဂလိပ်စာနဲ့ပတ်သက်တဲ့အခြေခံသဘောတရားတွေကိုနားလည်ပြီး အမှားဆရာအပေါ်ရန်လေးတင်ထားမှုပဲနဲ့တည်တည်ချာလေးရှင်းပြထားတာဖြစ်တယ်အဲ့တော့ဆရာလန်နာကအင်္ဂလိပ်စာအောက်တက်ကြည့်ဖို့ကြာ30စီရီအရင်ဆုံးသိစားလိုက်မယ်ဆိုရင်အင်္ဂလိပ်စာအောက်တက်ကြည့်သွားပြီဖြစ်တယ်ဒါဆိုရင်အချိန်ရလာပြီနော်အချိန်ရလိုက်ပါဦးဆက်လေးလာမလဲအချိန်ရလာရလာပြီဆိုရင် speaking အပိုင်းကိုအထူးပြုပြီးလေ့လာခြင်း speaking အပိုင်းကိုသွားမယ် writing အပိုင်းကိုထိပြုလေ့လာခြင်း writing အပိုင်းကိုသွားမယ် speaking အပိုင်းကတော့ရက်60ဆိုလုံးအဲဆရာအကုန်လုံးဟိုပြီးသွားပြီပေါ့နော်သင်ပေးလို့ပြီးသွားပြီ writing အပိုင်းကတော့ဆရာ104 105 106လောက်တော့ရောက်နေပြီအဲ writing အပိုင်းမှာဆိုရင်ဆရာကဒီဒီ ဘောနော်စနေတကြရင်းနှီးကိုတင်ပေးနေရပတ်တန်းအခြေပြုရင်းနှီးပြီးရင် content အခြေပြုရင်းနှီးအခုနောက်ပိုင်းဒေး120ဆက်ပြီးတော့ခေါင်းစဉ်တစ်ခုအမြင်တဲ့ခါကျရင်ဘယ်လိုစဉ်းစားပြီးဘယ်လိုရေးရမလဲဆိုရင်းနှီးတွေမှာဆက်ပြီးတင်ပေးမှာဖြစ်တယ်ဗောနော်ဒါ writing 150လည်းပြည့်တော့မှာဖြစ်တယ်အဲတော့ကိုကဒီ list out တဲ့ချက်ပေါ်ချက်30ကိုလေ့လာပြီးသွားရင် speaking mind လေ့လာခြင်း speaking writing mind လေ့လာခြင်း writing ပေါ့ဒါပေမဲ့နားလည်ထားမှာ speaking mind ကိုလေ့လာရင်လည်းရပါရဲ့ vocabulary ကြီးရတယ် writing မှာပြန်သုံးလို့ရတယ် writing mind ကိုလေ့လာလို့ရသွားတဲ့ vocabulary နဲ့ usage တွေအရလဲ speaking မှာပြန်သုံးလို့ရတယ်သူတို့ကတစ်ခုချင်းနေခွဲထားလို့မရဘူးဒီဘာသာစကားဆက်ဆက်နေအဲ့တော့အကုန်လုံးခြုံငုံပြီးလေ့လာနိုင်ရင်ကောင်းတယ်ဒါပေမဲ့ဘာလို့ပဲလေ့လာလိမ့်လားအင်္ဂလိပ်စာအောက်တက်ကြည့်ဖို့ရ30စီးပြီးလေးကိုလေ့လာမယ် phonetic ဆိုတဲ့ဟာလေးကိုတက်တက်သိချင်တော့ကျွန်တော် phonetic ရဲ့ပတ်သက်တဲ့ဟာ၅ရက်စာအုပ်ဆရာတင်တင်ထားပြီးတယ်အဲပြီးလို့ရှိရင် who ဆိုရင်လည်းဓမ္မစီးပြီးဆိုပြီးတော့လဲဆရာအခုတွဲပြီးတော့တင်ပေးနေရဒါတင်ရတဲ့ရည်ရွယ်ချက်ကတော့ basic ဒီ buddhism မှာသုံးတဲ့ပေါ့နော် usage လေးတွေကိုနားလည်အောင်ရပြီးတော့ ခက်ခဲတဲ့ vocabulary လေးဒီမှာဆယ်သုံးတဲ့ vocabulary တွေကြတော့ဒီဆောင်ညစဉ်သုံးထက် educational usage လို့ခေါ်တဲ့ပညာရေးဆိုင်ရာအသုံးအနှုန်းတွေဖြစ်တဲ့အတွက်ကြောင့် silent တွေပို့ပြီးတော့ဟိုကောင်းကောင်းမွန်မွန်ထိထိရောက်ရောက်တိတိကျကျဟောတော့ပြောနိုင်လို့ဟို vocabulary ကိုသုံးနိုင်အောင်ရှည်ရပြီးတော့တင်ပေးနေတာဖြစ်တယ်အဲ့တော့အဲ့ CV တွေကိုခြုံငုံပြီးလေ့လာမယ်ဆိုရင်အကုန်လုံးကိုလေ့လာမယ်ဆိုရင်ဒီမှာဒီတိုင်းနေရာတဲ့ဆိုင်အများကြီးအကျိုးရှိသွားမယ်လို့ဆရာကနေရေးရေးပြီးပြောရတယ်ပေါ့နော်